ားလုံးမင်္ဂလာပါလုံနာလကနေပြန်လာကြိုဆိုလိုက်ပါတယ် ကျွန်တော်တို့ဒီနေ့ပြောသွားမယ့်အကြောင်းကတော့ပုံမှန်လိုအတန်ဆူဆူညံ့ညံ့နေတဲ့အတန်ရှင်းရအောင်လုပ်လို့ရှိတယ်ဇလန်းညီအကြောင်းမဟုတ်ဘဲနဲ့ဖက်ရှုသူရဲ့ရင်ထဲကိုတိတ်တဆိတ်နဲ့ဝင်ရောက်လာပြီးတော့တိတ်တဆိတ်နဲ့ပဲဖန်ဆာသွားတဲ့မာစတာပီမန်ဂါတစ်ခုဖြစ်တယ်။ဘာဂါဘုန်းအကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။တချို့ကတော့ဘာဂါဘုန်းမန်ဂါကိုဓာရီလန်နေနဲ့တိုက်ခိုက်တဲ့မန်ဂါလို့မြင်ကောင်းမြင်နိုင်တာလည်းရှိပေမဲ့ဒါတွေကပုံရံတာဖြစ်ပါတယ်။ဒီမန်ဂါရဲ့နောက်ကွယ်ရတဲ့အနှစ်သာရကတော့စိတ်ငြိမ်းချမ်းခြင်းကိုရှာဖွေတဲ့အရာဖြစ်ပါတယ်။ဒီမန်ဂါမှာစာမျက်နှာတိုင်းစာမျက်နှာတိုင်းပန်နယ်တိုင်းပန်နယ်ကဖတ်နေသူတွေအပေါ်ရေသက်ရှင်ဝဲဝဲရအာဒီဇိုင်းတွေဖြစ်တာ ြောင့်မလို့လေအတော်လေးနာမည်ကြီးပါတယ်ဒီမှာကပါဆိုရင်သူဇလိုက်ဖြစ်သူမီယာမိုတိုမူဆာရှိကိုလူတွေကတကယ့်ဟီးရိုးဆန်ဆန် legendary ဆာမူရာကြီးပုံစံမျိုးမကြာခဏဖော်ပြပြောဆိုလို့ရှိကြပေမဲ့ဒီလူကဆက်ဆော်လာခြင်းမှာဟီးရိုးမပြောနဲ့ဆာမူရာတယောက်တော့မဟုတ်ခဲ့ပါဘူးဝေးကလေးကမိခင်ပြည်သူစီကဆွန့်ပစ်ခံရဖခင်စီကနေရှောင်ဖယ်ခံရလူတိုင်းစီကနေကြောက်ရွံ့ခံရမုန်းတီးခံရပြီးတော့မကောင်းဆိုးဝါးလို့ခေါ်ခံရတယ်တာကဲဆိုလို့အမိရတဲ့လူငယ်လေးတယောက်ဖြစ်ခဲ့တာပါဒီလူငယ်လေးအတွက်ကနေရတာကိုရှင်းသင်ဖို့အတွက်တိုက်ခိုက်နေခဲ့ရပြီးတော့သူ့အနေနဲ့ဘသူ့ကိုမှမမိခိုရောက်တဲ့အထိကောင်းဝင်ကြီးအောင်မှာအတန်မာဆုံး ံးသူဆိုပြီးတော့ဖြစ်ချင်ခဲ့တာပါဒါကြောင့်မူဒီကောင်လေးကသူ့ရဲ့အဓိပ္ပာယ်မဲ့နေတဲ့ဘွားကြီးကိုစွန့်လွတ်ပြီးတော့သူ့နာမည်ရအောင်လုပ်ဖို့ဆိုပြီး18နှစ်အရွယ်မှာပဲယွာအားနေစပြီးထွက်သွားခဲ့တာပါအဲ့မှာပဲ legendary samurai miyamoto musashi ရဲ့ခီးရစတင်ခဲ့တာပါတာကဲဆိုအတွက်ဒီခီးရဲ့နောက်ဆုံးပန်းတန်ကတော့တောင်းကင်အောင်အတ္တမဆုံးသူဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပြီးတော့တမာမှုတစ်ခုကပဲသူတည်ရှိနေခြင်းရဲ့တက်တည်ပြရုပ်တစ်ခုဆိုပြီးတော့ယုံကြည်ထားခဲ့တာပါဒီစောပိုင်းကာလတွေမှာဒီကောင်လေးက samurai ဆိုတာမျိုးထက်သူ့အနေနဲ့ရှင်သန်ဖို့အတွက်တိုက်ခိုက်တိုက်ခိုက်ရင်းနဲ့ရှင်သန်ဆိုတာမျိုးပဲဖြစ်ခဲ့တာပါဒီကာလတွေမှာက musashi က ခိုးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးထက်ကြောက်စရာကောင်းတဲ့ပုံစံမျိုးပိုပြီးပေါက်ပါတယ်သူရဲ့အရင်းဆန်တဲ့ပုံစံမျိုးကိုလည်းတာကဲအီကိုဆန်စီရဲ့အာဒီဇိုင်းတွေကတိချပေါ်လွင်အောင်ဖော်ပြနိုင်ခဲ့ပါတယ်ပကြီစုပ်ချက်တွေသူ့ရဲ့ကြမ်းတမ်းတဲ့ပုံစံတွေနဲ့သူ့မျက်လုံးတွေကအထူးချက်ဆက်မှုတွေကိုတိချပေါ်လွင်အောင်ဖော်ပြခဲ့တာပါဒီဇလန်ကိုစတင်ပြီးပြောင်းလဲဖြစ်စေခဲ့တာတာကဲသူတယောက်သူ့ကိုမကြောက်ရွံ့နဲ့ဖုန်ကြီးတစ်ပါးနဲ့တွေ့တဲ့အခါမှာဇလန်ကစပြီးတော့တိချပုံပေါ်လာခဲ့တာပါဒီဖုန်ကြီးမျက်လုံးထဲမှာတော့ဒီလူငယ်လေးရဲ့ကြမ်းတမ်းမှုတွေနောက်ပြန်မှာအားနဲ့အထူးချက်ဆန်တဲ့သူဆိုပြီးတော့ပဲမြင်ခဲ့တာဖြစ်ပါတယ် ဝါဆာဂျီတယောက်ဖမ်းခံရပြီးတေမလို့ဖြစ်နေချိန်မှာသူတေရော့မယ်လို့တတိချတွေးနေတော့မှာပဲဒီဖုန်းကြီးကမင်းနေထိုင်ခဲ့တဲ့ပုံစံကိုမင်းစိတ်ကြည်နေခဲ့လားမင်းဘဝကိုအပြည့်အဝစိတ်ကြည်နေစွာရှင်သန်နေထိုင်ခဲ့ရလားတကယ်လို့မင်းနေခဲ့ရတယ်ဆိုရင်မင်းဘာလို့အခုမပြောနေရလဲမင်းခုပြောနေရမှာပေါ့ကွာ ဂုံယူသွားတဲ့အော်ပြလိုက်စမ်းပါလူတိုင်းကိုနိုင်ရခဲ့ပြီးတဲ့ငါအခုတိတ်ရွယ်မရှိရပြောနေရလို့တက်တာကိုခံရတော့မယ်။ငါနေချင်းသူလို့နေခဲ့ရတယ်ကွာ။ဒါငါဘွားပဲလို့ online ဆမ်းမှာကွာဆိုပြီးတော့ပြောတော့မှတခဲသူတယောက်သူ့ကိုယ်သူစပြီးမေးခွန်းထုတ်လာမိပါတယ်။ "तू ကဘာကြောင့်မွေးဖွားလာခဲ့ရလဲ။မိဘတွေစီအားစွန့်ပစ်ခံရလူတိုင်းစီအားရှောက်ပဲခံရမယ်ဆိုရင် तू ကဘာလို့မွေးဖွားနေခဲ့သေးရလဲ။ तू ကတတ်ရှင်ဖို့ရောထိုက်တန်ရလားဆိုပြီးတော့မေးခွန်းတွေထုတ်လာမိပါတယ်။တခဲသူတယောက်ဒီဖုန်းကြီးရဲ့လမ်းညွန်ပြသညွှန်ကြားမှုတွေနဲ့တွေ့ပြီးတဲ့နောက်မှာမှသူ့ရဲ့အတိတ်နဲ့သူ့နာမည်ကိုနောက်မှာခြံခဲ့ပြီးတော့မီယာမိုတိုမူဆာရှိဆိုတဲ့နာမည်နဲ့ခွန်အားစစ် အောင်ရှာဖွေဖို့စတင်ပြီးတော့ခီးထွက်ခွာခဲ့တာဖြစ်ပါတယ်။ဒါနဲ့တိုက်ခိုက်လာနေပြီးရတဲ့ခွန်အားမဟုတ်ပဲနဲ့သူ့ကိုယ်သူနားလေရာနေရတဲ့ခွန်အားကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီခိုက်တဲ့အပဲဒီဇလန်ရဲ့အစီအူစတင်ပြူထောင်စီခဲ့တာဖြစ်ပါတယ်။ ီမန်ကမှဆိုရင်မူဆာချီတယောက်တိတ်ဆိတ်ငြိမ်သက်တဲ့လမ်းနေပေါ်မှာခီးသွားတာတွေအဆုံးမရှိတဲ့စိုက်ခင်းကြီးတွေကနေပြီးတော့ဖျက်သွားတာတွေတောင်ပေါ်တွေကနေလျှောက်သွားတာတွေကိုတိချမီတွေ့ရပြီးတော့ကဘာကြီးပေါ်မှာကိုနဲ့သက်ဆိုင်နေနေရဘယ်နေရာလဲဆိုတော့မသိရလူတယောက်ရက်တက်လိုက်လို့မရပဲလမ်းဆက်လျှောက်နေရကိုပေါ်လင်အောင်တရုတ်ဖော်ပြထားတာဖြစ်ပါတယ်။မူဆာချီတယောက်ခီးတစ်လျှောက်မှာရှင်ပြိုင်တိုက်ခိုက်မှုတွေများစွာရှိခဲ့ပြီးတော့တိုက်ပွဲတိုင်းတိုက်ပွဲတိုင်းကနေသူ့ရဲ့ဓာတ်ကြီးကလည်းပူပူပြီးတော့ကောင်းမွန်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ပိုပြီးနာမည်ရလာတယ်။လူတွေစီကနေကြောက်ရွံ့ခံလာရတယ်။နောက်ဆုံးမှာတန်းအားကြီးဆန်းဆန်းအောင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲတိုင်းတိုက်ပွဲတိုင်းကသူ့ကိုမေးခွန်း ထုတ်စီလာခဲ့ပါတယ်။သူကဘာလို့တိုက်ခိုက်နေရလဲ။ဘာကိုတက်တေပြဖို့လုပ်နေရလဲ။ဘဒုကိုအနိုင်ယူဖို့လုပ်နေရလဲဆိုတဲ့ဒီလိုမျိုးမိကုန်းတွေကိုသူ့ကိုယ်သူမိလာမိပါတယ်။အဲ့နောက်မှာသူတဖြည်းဖြည်းတိလာခဲ့တာကဒီလိုမျိုးရှင်ပြိုင်ပြီးတက်နေရတဲ့ကသူမိကုန်းအတွက်အဖြစ်တစ်ခုမရလာသေးပဲသူတည်ဖို့ရမယ့်ဝိညာဉ်တွေသာများလာစေမယ်ဆိုပြီးတော့ပါ။သွေးတွေကို သူတွေ့ရလေတွေ့ရလေသူ့အနေနဲ့အမှန်တရားတစ်ခုကိုပုံမြင်လာရလေပါ။ EOJ မရှိတဲ့ခွန်အားတစ်ခုကလည်းအာနိုင်ရှင်တစ်မျိုးဆိုတာကိုသူနားတယ်စားပြုလာခဲ့ပါတယ်။ဘာကာဘွန်းရတကယ်ပါဝါဘူးဖြစ်တဲ့အခိုက်တရတော့ Yoshioka Art မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အေးရမှာဆိုရင်မူဆာရှိတယောက်လူများသောကိုသူတယောက်နဲ့တိုက်ခိုက်ပြီးတော့ဂျပန်သမိုင်းမှာပါခဲ့တဲ့ Legendary Battle ကြီးဖြစ်စေခဲ့ပါတယ်။ဇလန်များသောမှာတော့ဒါမျိုးမဖြစ်နိုင်တဲ့အရာကိုလွတ်ပြနိုင်ခဲ့တဲ့ယောက်ျားတယောက်တကယ် Peak ဆိုပြီးတော့ဖော်ပြတော့ပေမဲ့ဘာကာဘွန်းမှာတော့ဒါကိုပြောင်းပြန်လန့်ပစ်ခဲ့တာပါ။မူဆာရှိတယောက်နိုင်ရလာပေမဲ့တခြားနှက်ရှိတဲ့အရာတစ်ခုကိုဆုံးရှုံးလိုက်ရပါတယ်။မူဆာရှိက ကြီးမားသောယန္တုကတော့တခြားသောဓာသမတဦးမဟုတ်ဘဲနဲ့ဒါရှင်ရှင်တက်နေတာကသူ့ကိုတတ်မစေရဲဆိုတဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်။တပ်ပွဲတိုင်းတပ်ပွဲတိုင်းသူ့အတွက်အဲ့လိုပူရေးရောင်ကိုပြောက်လာစေပါတယ်။သူခုတ်ချလိုက်တဲ့လူတွေရဲ့မျက်လုံးထဲမှာအကြောက်တရားတွေကိုသူမြင်တွေ့လာရတယ်။သူခဏခဏတည်ယူစေတဲ့ဖြစ်တာကိုခံစားလာရတယ်။အတ္တမဆုံးဆိုတဲ့အရာဘလောက်တောင်အထီးကျန်လဲဆိုတော့သူသဘောပေါက်လာခဲ့ပြီးတော့ပုံရိပ်တုပုံမှာဖတ်တွင်နေရင်ငြင်းချမ်းမှုကိုရှာမတွေ့နိုင်ဘူးဆိုတော့သူတိလာခဲ့ပါတယ်။ဒီခိုက်တဲ့အပဲမူဆာရှိကိုထက်မှန်ပြောင်းလဲစေခဲ့ပြီးတော့ဘဝရဲ့တန်ဖိုးကိုနားလဲသွားစေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒီမန်ကာရဲ့အနှစ်သာရလို့ပြောလို့ရ တဲ့ family အားကိုရောက်လာပါတယ်။တိုက်ခိုက်မှုတွေတေလူဆဲဆဲဖြစ်တာတွေပြီးတဲ့နောက်မှာတော့မူဆာကြီးတယောက်ရိုးရှင်းတဲ့စိုက်ပျိုးကင်းတစ်ခုလည်းရောက်သွားခဲ့ပါတယ်။ဒီမှဆိုရင်ဓာတ်တွေလည်းမရှိဘူး၊လိုက်စရာရန်သူတွေလည်းမရှိဘူး။ရရူးရူးတမ်းမဲ့ရှင်ပွက်တွေကောက်ပွဲသီးနှံနေတဲ့နေ့စဉ်လုပ်ငန်းတွေပဲရှိပါတယ်။အဲ့ဒီမှာမူဆာကြီးတယောက်သူတစ်ခါမှမခံစားဘူးတဲ့အရာကိုနှစ်ဖူးတစ်ထူးတွေကြုံတွေ့လိုက်ရပါတယ်။ငြိမ်းချမ်းမှုပါ။ ဒီမျိုးပေါ်မှာလုံးလို့ရင်မူဆာရှိတယောက်တကယ်ခွန်အားရဲ့အတိတ်ပဲကိုသိလာရပါတယ်ဖိရှိချင်းဆိုတဲ့အရာကိုသူသိလာတယ်တာဝန်ယူတဲ့ချင်းကိုသိလာတယ်ဖြစ်စည်းရာရဲ့အစားဖန်တီးတာ ကာကွယ်တာကုညီတာဒါတွေကြောင့်သိလာခဲ့ပါတယ်။တာမန်လူတွေမှာရှိတဲ့တန်ခံနိုင်စွမ်းအလုံးလုံးနိုင်စွမ်းဂီယူဆိုင်နိုင်စွမ်းဆိုတာတွေကိုသူသဘောပေါက်လာပါတယ်။သူတစ်ဘက်ကလုံးတတ်တာဖြစ်တာရေးပဲလုတ်ခဲ့ပြီးတော့သူ့အနေနဲ့သဘာတပင်အောင်မဆိုင်တက်ပါလားဆိုပြီးတော့သဘောပေါက်လာခဲ့ပါတယ်။ဒီအားကတော့အယံဝင်ညီသက်တိတ်ဆိတ်ပြီးတော့လူသားဆန်တဲ့အားတစ်ခုလည်းဖြစ်ပါတယ်။ဓာတလက်ကအသက်ကိုချက်ချင်းနှုတ်နိုင်ပေမဲ့အရာတစ်ခုကိုနှစ်ပေါင်းများစွာပြုစုပြောထွန်ရတာကတော့တကယ်ခွန်အားလိုအပ်ကြောင်းမူဆာရှိသဘောပေါက်သွားတဲ့အားဖြစ်ပါတယ်။ဒီအားမှာပဲမူဆာရှိကဓာသမသက်သက်နေမဟုတ်ပဲလူသားတယောက်ဖြစ်လာခဲ့တာပါ။ ။ဦးစားရှိရဲ့စတိုရီနဲ့နောက်ထပ်ပြိုင်တူဖြစ်နေရတာတော့နောက်ထပ် legend တဦးဖြစ်ခဲ့တဲ့ဆက်ဆက်ခီကိုဂျီရိုပါ။ဘာသာပေါ်မှာပါဝင်တဲ့ကိုဂျီရိုကတော့တမိုင်းမှာဖော်ပြထားရတဲ့မတူပဲကွဲပြားပါတယ်။ဘာသာပေါ်ရဲ့ကိုဂျီရိုကနာမကြာစကားမပြောတဲ့ပဲဓာတ်ရေးတွေပြီးဖို့လိုလိုသိစိတ်နဲ့မွေးဖွားလာခဲ့တာပါ။ဦးစားရှိကရုံးရင်းဆန်ကက်လူမျိုးဆိုရင်ကိုဂျီရိုကတဟသာတာဖြစ်တဲ့သူမျိုး။ဦးစားရှိကကြမ်းတမ်းတဲ့လူမျိုးဆိုရင်ကိုဂျီရိုကတိမ်မွေးတဲ့သူမျိုး။ဦးစားရှိကငြိမ်းချမ်းခြင်းအတွက်တိုက်ခိုက်တည်ယူရဆိုရင်ကိုဂျီရိုကတော့တဘာဝတရားယူလီယာလှုပ်ရှားမှုတွေကနေတည်ယူပြီးတော့ငြိမ်းချမ်းခြင်းနဲ့နေထိုင်နေသူဖြစ်ပါတယ်။အခြားသူတွေကအန်ဒီယယ်လို့မြင်တဲ့အရာကို ကိုကြီးတို့ကတော့အလားတရားလိုမြင်တယ်သူကလေလိုမျိုးပဲလွတ်လွတ်လပ်လပ်တက်တောင့်တက်တာရွေလျားလှုပ်ရှားတယ်ကိုကြီးတို့ကငင်းချင်းချင်းကိုရှာဖွေနေရမှာပဲသူကိုယ်တိုင်ကငင်းချင်းချင်းဖြစ်နေတာပါပြောရရင် ego မရှိတဲ့ skill တစ်ခုစားလာချင်းမရှိတဲ့ talent တစ်ခုရဲ့အလားတရားကိုဖော်ကျူးပြသထားတာပါအဆုံးမှာဒီမူစာရှိတဲ့ကိုကြီးတို့ဆိုတဲ့လမ်းကြောင်းတစ်ခုဟာထိတ်တိုက်လာရောက်ဆုံသီးပါတယ်။ရန်သူဖြစ်နေတော့မဟုတ်ပါဘူး။တမာချင်းရဲ့အတိတ်ပဲဘာလဲဆိုတဲ့တူညီတဲ့မိကွန်းအတွက်မတူညီတဲ့အဖြစ်နှစ်ခုပါ။ အရာအလုံးပြီးတော့ရအောင်မှာတော့မူဆာရှိရအမှန်တရားကိုရှာဖွေသိရှိသွားပါတယ်။ရင်းချမ်းချင်းဆိုတာခရီးအဆုံးမှာရှာဖွေတွေ့ရှိရမဟုတ်ပဲသင်ကိုယ်တင်သင်ပဲလို့လက်ခံလိုက်တဲ့အခိုက်အတန့်မှာရင်းချမ်းချင်းကိုရှာထွေသွားတာဆိုပြီးတော့သဘောပေါက်သွားကြတာပါဖြစ်ချင်တဲ့ပုံစံဒီပုံရိပ်ဒီအတ္တမာဆုံးဓာတ်တဘာတွေမဟုတ်ပဲနဲ့သင်ကိုယ်တိုင်ပါပဲ။ဘာသာပုံကတော့သူ့ရဲ့ story သူ့ရဲ့ဇက်ကောင်တွေကြောင်းတက်တက်နေရင်လူကြိုက်များတာမဟုတ်ပဲနဲ့သူ့ရဲ့ story ကိုပြောပြတဲ့ပုံစံတွေကြောင်းအတော်လူကြိုက်များနှိမ့်ချကြတာပါ။တာကဲအီကိုစမ်းစစ်ရဲ့လှပပြီးတော့ emotion တွေပုံလင်အောင်ဖော်ပြနိုင်တဲ့ပကြီးစုပ်ချက်တွေမန်ဂါထဲမှာပါဝင်တဲ့ philosophy တွေလူသားဆန်မှု တွေတိတ်ဆိတ်တင်တက်ချင်းနေကြောင်းမလို့အခုချိန်ထိလူကြိုက်များနာမည်ကြီးနေတဲ့အမှန်ကအဖြစ်ရှိနေတာပါ။ဘာကဘိုးမှာဆိုရင်ရွေကူတဲ့အဖြေတွေပြီးမထားဘူး။ခွန်အားကိုအကျဲ့ချက်ချီးကျူးဂုံပြူမထားဘူး။ဘေးအမှန်နဲ့ဘေးအမားတယ်ဆိုပြီးပြောပြမထားဘူး။အဲ့ဒီစားညင်းချင်းကြီးကအနိုင်ရရှိပြီးတန်မာလာတာကနေရှာတွေ့တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်နှလုံးသားရနေပဲရှာတွေ့တယ်ဆိုတော့နားလေသွားတဲ့လူတယောက်တဖြည်းဖြည်းနဲ့နာကျင်စွာလက်လက်ပတ်ပတ်ကြီးကျက်ကြီးပြင်းလာတာကိုဖော်ပြထားကြတာဖြစ်ပါတယ်။မူဆာရှိကတန်မာလာတာကြောင့်မလို့ညင်းချမ်းမှုကိုရှာတွေ့သွားကြတာမဟုတ်ဘဲဘလို့နေတိုင်းရှင်တန်ရမလဲဆိုတော့သိသွားတာကြောင့်မလို့ညင်းချမ်းမှုကိုရှာတွေ့သွား ားခဲ့တာဆိုပြီးတရုတ်ဖော်ထားခဲ့တာဖြစ်ပါတယ်။ဒါကတော့ဘာဂါဘွန်းကြောင့်အချင်းချင်းပဲဖြစ်ပါတယ်။ဘာဂါဘွန်းကိုမဖက်ဖူးတဲ့သူတွေအနေနဲ့လည်းဒါကဖက်ကြည့်တဲ့မန်ဂါရီတဲ့တစ်ခုပဲဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ပါမယ်။